hello အားလုံးဝမင်္ဂလာပါဘောဘောမချမ်းကနေကြိုဆိုပါတယ်ဆိုတော့မနေ့ပြန်ဆိုလို့ရှင်ပဲပရီးမီယာလိပွဲစဉ်33နေ့ကျွန်တော်တို့ဒါအရှင်ပိုင်ကစားကြတော့မှာဖြစ်တယ်ဗောနော်တချို့ဒါပရီးမီယာလိကလပ်တင်းတွေကတော့ညာကမှဒါသူတို့ကစားခဲ့တဲ့ဥရောပပွဲစဉ်တွေအပြီးမှာ ချက်ချင်းဆိုလိုတဲ့အနာမရပဲနဲ့ကစားကြရမှာပေါ့လေဒီထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့စနေနေ့ကစားမယ်ပေါ့နော်မန်ချက်စတာစီးတီးပွဲတို့နယူကာဆင်နဲ့အက်စတိုမီလာတို့ရဲ့ပွဲကောင်းပွဲတို့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်အောင်ပါမန်ချက်စတာစီးတီးကတော့အေဗာတန်ကိုကျွန်တော်တို့ဒါအဝေးကွင်းမှာမနက်ဖြန်ည8:00နာရီကွင်းမှာတွားပြီးတော့ကစားရမယ်ဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်3-2ကိုကျွန်တော်တို့ကြည့်ရင် မန်ချက်စတာစီးတီးကခရစ်စတယ်ပဲလစ်ကို2-0နဲ့ရှုံးထားတဲ့နေရာကနေ5-2ဆိုတဲ့ရတဲ့နဲ့ပြန်ပြီးတော့ကမ်ဘက်ပြန်လာနိုင်ခဲ့တာဗောနော။ Everton ကတော့ Nottingham Forest ကို away win မှာ1-0ဆိုတဲ့ရတဲ့နဲ့သူတို့ကအနိုင်ယူထားတာ။ဆိုတော့ Everton ဟာအသင်းကြီးတွေကိုကျွန်တော်တို့ဒါအမြဲတမ်းအနိုင်ယူနိုင်တာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့လို့ဗောနော။ဂိုးပြတ်တွေမရှုံးနိုင်အောင်လို့သူတို့အနေနဲ့ဒါဒုက္ခပေးနိုင်လေရှိတဲ့တဲ့မှာ ကျွန်တော်တို့ပါတယ်မန်ချက်စတာစီးတီးကရဲ့ရည်ရွယ်ချက်ကတော့ဒီယာဒီမှာချန်ပီယံစ်လိဂ်ဝင်ခွင့်ရဖို့ဒီနံပါတ်1ဖြစ်တယ်ပေါ့လက်ရှိမှာလည်းအဆင့်9နေရာမှာရောက်နေတာ ဆိုတော့အစင်၅နေရာမှာသူတို့ထပ်ပြီးတော့ကြာမှသွားဖို့လိုတယ်လို့တက်တဲ့နေမြဆိုသူတို့124 123ဝင်အောင်သူတို့ကျိုးပန်းမှရမယ်ဒါဒီရာဒီမှာဥရောပဥရောပပြိုင်ပွဲဒီမှာပရီးမီးယားလိဂ်ကလပ်အသင်းတွေကအချင်းချင်းဒီကောင်းနေတာဆိုတော့ပရီးမီးယားလိဂ်ကပေါ့နော်ဒီဥရောပရဲ့အမှတ်ဒီအပူရတဲ့ခါကျတော့ကျွန်တော်တို့က၅အသင်းတိချန်ပီယံစ်လိဂ်ဝင်ခွင့်ရမယ်ပေါ့လေဒါကြောင့်အစင်၅အထိဝင်ကိုပဲမစိုးဘူးပြောရမယ်ဘာအောင်မြင်မှုမှမရခဲ့တဲ့မန်ချက်စတာစီးတီးကဒီရာဒီမှာသူတို့ရဲ့အတိတ်ကရည်ရွယ်ချက်တွေ ဒါ Champions League ဝင်ခွင့်ရဖို့ပဲဒါကို Guardiola နဲ့ Manchester City ကစားမားတွေတည်တည်ချာချာသူတို့ကိုင်သွားဒီကန်သွားမှကျွန်တော်ရမယ် City ကလည်းရှိအဆင့်9နေရာမှာရှိနေပြီးတော့32ပွဲကစားပြီးတဲ့အချိန်မှာ16ပွဲနိုင်ထားတယ်9ပွဲတည်ကြပြီးတော့9ပွဲရှုံးထားပါတယ်အဲ့ဒီ32ပွဲမှာဆိုလို့ရှိရင်တိုက်စစ်က62ဂိုးဒီရထားတယ်ကျွန်တော်အမြင်တော့ဒါဟာ Manchester City ရဲ့အဆိုးအဝါဆုံးရာသီမှာတောင်မှတိုက်စစ်ကဒီလောက်ဂိုးသွင်းနိုင်ရင် City ရဲ့တိုက်စစ်အည်သွေးကိုကျွန်တော်ကောင်းကောင်းတွေးနိုင်နေပေါ့နော် ဒါဒါအပြင်ခန်းစစ်က42ကူပေးထားရတယ်။ဒါကတော့နင်းနေပြောစရာလူခဲ့တဲ့ခန်းစစ်ပေါ့ဗျာ။ CD မှာတိုင်ပတ်တဲ့နေရာတွေကျွန်တော်တိုင်ပတ်တဲ့နေ့တွေကျွန်တော်ဒီရာဒီမှာများခဲ့တာမလား။အဓိကစားမားတွေ injury ရတာတို့နော်။ဘာတို့နဲ့သူတို့ဒီအဆင်မပြေဖြစ်ပြီးတော့ဂိုးတွေကလည်း42ဂိုးလောက်ထိကျွန်တော်ပေးရတာ။ပုံမှန်အပြင် Manchester City ကတလောက်ထိဂိုးတွေပေးရခြင်းမရှိဘူး။ဒါကြောင့်တိုက်စစ်ကဂိုးတွေအများကြီးသွင်းထားတော့မှခန်းစစ်ကဂိုးတချို့ပြန်ပေးနေရတယ်တဲ့ CD ရဲ့ပေါ့နော်။ဒီရာဒီရလက်တွေကတိုင်ပတ်နေတာ။ ဒါပေမဲ့လို့လက်ရှိမှာသူတို့တိုင်ပတ်နေပါတယ်ဆိုတဲ့ယာဒီမှာတောင်းမှအဆင်ကချန်ပီယံစ်လိဝင်ဝင်ရရတဲ့နေရာကိုရောက်နေတော့မယ်။ဒါကြောင့်လက်ရှိမှာ CD အနေနဲ့ပေါ့နော် CD အနေနဲ့ဒီပွဲမှာလည်းသူတို့ဒါအဝေးကွင်းဖြစ်ပေမဲ့လို့ထပ်ပြီးတော့သုံးမဲ့ယူဖို့ချိုးပန်းမဲ့ပွဲမျိုးပါ။တစ်ဖက်က Everton ကတော့နောက်ပိုင်းမှာတော်တော်ကိုပြန်ကောင်းလာတယ်လို့ကျွန်တော်ပြောပါမယ်။နောက်ဆိုတော့ဒီ Everton နေနဲ့လက်ရှိ32ပွဲကစားပြီးတဲ့အချိန်မှာအဆင့်73ကိုကျွန်တော်ရောက်လာပြီ။အဆင့်73မှာသူတို့အနေနဲ့32ပွဲမှာ10ပွဲနိုင်ထားပါတယ်။ 14ပွဲတည်ကြပြီးတော့10ပွဲပဲသူတို့ရှုံးထားသေးတယ်32ပွဲမှာလည်းတိုက်စစ်က34ခုရတယ်ခန်းစစ်ကတော့38ခုပြင်ပေးထားတယ် Everton ရဲ့ခန်းစစ်ကတချို့အသင်းကြီးတွေလောက်ထိပေးခုများမနေသလိုတိုက်စစ်ကလည်းပွဲ32ပွဲကစားတဲ့နေရာမှာမှ34ခုပဲတွင်းနိုင်နေဆိုတာတပွဲမှာတကူးနှုံးလောက်ပဲတွင်းနိုင်နေဆိုတဲ့အနေအထားမျိုးပါတော်တော်ကိုအားနေတဲ့တိုက်စစ်ပါဒါပေမဲ့လို့ အေဗာရင်လိုအသင်းမျိုးရဲ့တိုက်စစ်ကယုံကန်နေရပြီမှခန်စစ်ကကြစ်လင့်မှုတွေကိုပြနေတော့မယ်ပေါ့နော်။သူတို့ကိုရှုံးနေဆိုလို့ရှိရင်တော့မှအေဗာတန်ဟာကိုပြက်ရှုံးနေမရှိတဲ့အခြေအနေမျိုးပါ။အဲ့တော့လို့ဒီမှာဆိုလို့ရှိရင်တော့အေဗာတန်ရဲ့ဘက်ကနောက်ပိုင်းမှာတိုးတက်မှုလက္ခဏာတွေအများကြီးတွေ့ရတယ်။ထူးသဖြင့်တော့ကျွန်တော်အနေနဲ့လက်ရှိဒီနီးပြားဖြစ်သူဒေးဗစ်မွိုင်းစ်ရဲ့လက်အောက်မှာအေဗာတန်ဟာပြန်ပြီးတော့ဥမောလာနိုင်ပြီ။ အရင်လိုမျိုးရှောင်းတိုက်ရဲ့လက်ထက်တုန်းကလိုမျိုးခန်းစစ်ကိုကြည့်ပဲအသားပြုပြီးတော့နော် direct ball တွေ counter attack ball တွေနဲ့ကြည့်ပဲကစားမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်မဟုတ်တော့ဘူးဗောနော်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီ Northern Forest နဲ့ရှင်မိုင်ကစားခဲ့တုန်းကလည်း Forest ကိုအဖက်ဖက်ကနေပြီးတော့သူတို့ကအသာစီးရအောင်အဝေးကွင်းမှာရှင်မိုင်ကစားခဲ့ပြီးတော့ Dugori နဲ့တကူတွေနဲ့သူတို့နိုင်ခဲ့တာအဲကြောင့်လက်ရှိသူတို့အနေနဲ့ပင်နိုင်စံပြတဲ့4231ကစားကွက်မှာ attacking midfield ကိုစော့နေတဲ့ Dugori ကလည်းတော်တော်ကိုအရေးပါနေတယ်လို့တောင်မန်နှစ်ဖက်မှာဆိုလို့ရှိရင်လည်း ဂျက်ဟာရီဆင်တို့လိုကစားမပြီးပြီးလို့ရှိရင်တယောက်ချင်းကြော်ဖြတ်မှုတွေကောင်းပါတဲ့နာရီယေလူတို့ကစားမတွေကျွန်တော်တို့ရှိနေတယ်ပေါ့နော်နောက်တက်မှာလဲ Brightway တို့ပြန်ကစားနိုင်ပြီးတော့ဒါ Tarkovsky တို့နဲ့ပြန်တွဲလာတာမျိုးတွေ Drive Magni တို့တောင်မန်ကိုပြန်ပြီးတော့ကစားနေတာလို့ Number 10တို့လည်းကစားနိုင်တာတွေဒါမျိုးတွေနဲ့ Everton ကသူ့ဟာနဲ့သူ David Moyes ရဲ့လက်အောက်မှာအချိန်ကြီးကောင်းနေတာဒါကြောင့် Manchester City ကတော့အဝေးအဝန်းမှာပေါ့နော်ကျွန်တော်တို့နေတဲ့ဒါနိုင်ပွဲရဖို့မထင်မပဲယုံကင်ရနိုင်တဲ့ ပွဲမျိုးလေးဖြစ်သွားနေနေပေါ့တခုတော့ရှိတယ်ဗျ City ကတည်းလားငါဒီကောင်ဒီဒီပွဲကတော့လွယ်လွယ်ကူကူနိုင်သင့်ပါတယ်လေးဆိုမင်းမနိုင်တော့ဘူးအာဒီကောင်ဒီဒီပွဲတော့တိုင်ပတ်မှာပဲရှေ့ပွဲတော်မှာဒီကောင်ဒီနော်အဟုတ်တလို့မှမဟုတ်တာဆိုပြီးအဲကောင်ဒီကဂိုးပြတ်တွေတိတ်သွားပြီမင်း Crystal Palace နဲ့ကျွန်တော်ကြည့်ကြည့်ဗျ Crystal Palace နဲ့ဆိုရင် Palace နဲ့ Manchester City ပွဲစဉ်တွေကျွန်တော်လိုက်ကြည့်လိုက်ရင်ဘယ်တော့မှမြဂိုးအများကြီးသွင်းလို့တော့ပြည့်ရမလားအဲပွဲမှာလည်း2-0နဲ့ရှုံးတော့မလို့ဖြစ်နေတယ်5-2ဆိုတော့ရတဲ့နဲ့ပြန်ပြီးတော့ comeback လာတာ ဆိုတော့ City ရဲ့လက်ရှိအခြေအနေကဟိုဘလူးမတ်ခံမှန်းလို့မရဘူးပေါ့အဲမဲ့လို့ Everton ကတော့ဗောနော် Crystal Palace တက်ပို့ပြီးတော့တည်ငြိမ်တဲ့ကစားဟန်တွေကိုလက်ရှိပြနေတယ်လို့ကျွန်တော်ယူဆတယ်ဒီရာဒီမှာ Palace နဲ့ Everton ရဲ့ကြားထဲမှာအဆင့်ကွာမှုအများကြီးမရှိဘူးဆိုပြီးမဲ့လို့ ျွန်တော်ကတော့ဒီ Everton ရဲ့ဘက်ကတည်တည်ချာချာတတိထားပြီးတော့ကစားသွားလိမ့်မယ်လို့ထင်တယ်။သူတို့အနေနဲ့တက်မှတ်ရရင်တော့မစိုးဘူးပေါ့ဗျာ။ဆိုတော့ Champions League ဝင်ခွင့်ကိုကျွန်တော်ကြမသွားအောင်လုပ်ရမယ့် Manchester City အတွက်ကျွန်တော်ကတော့ဂိုးမပြတ်ရင်တောင်မှသုံးမှတ်ထပ်ပြီးတော့ယူနိုက်ဖို့ကြိုးပမ်းမဲ့ပွဲမျိုးလို့ထင်တယ်။ဆနောက်ထပ်တပွဲကတော့ကျွန်တော်အနေနဲ့ဒါဒီဒီတပတ်မှာဆိုလို့ရှိရင် Champions League ကနေပြီးတော့ထွက်ခဲ့ရတဲ့ Aston Villa တို့ပွဲပေါ့လေ။အဲပြောပါအက်စတွန်ဗီလာကလက်ရှိပုံစံကောင်းနေတောက်လျှောက်ပြနိုင်နေတဲ့နယူကာဆယ်နဲ့ အိမ်ကွင်းမှာလက်ခံကစားရပါမယ်ကာဆီဟာဒီကြားထဲမှာဆိုလို့ရှိရင်သူတို့ကြားပွဲအဖြစ်ပေါ့နော်ပရီးမီယာလိပွဲစဉ်29ရဲ့လက်ဂျန်ခရစ်စတယ်ပေးလစ်နဲ့ကစားခဲ့တယ် 5Z ဆိုတဲ့ရလနဲ့သူတို့နိုင်တယ်တော်တော်ကိုကောင်းလုံးတဲ့ performance ပါမနော်ဒီ United ကိုလည်း4-1နဲ့နိုင်တာ၄အပြင်ရှေ့မှာကောကျွန်တော်တကယ်ကောင်းတဲ့ performance ဒီ Newcastle ကတောက်လျှောက်ဆိုသူတို့ပြနေတာ နော်ဂျီကော့မာဖီတို့ဂေဂျီတို့ရဲ့အုံကိုရီတို့နော်ဟာဗီဘန်းစ်တို့လာဖာဘီယန်ရှားတို့နောက်တန်းကစားမားတွေနော် ပြီးလို့ရှိရင်ကျွန်တော်တို့တိုက်စစ်ကအီဆက်တို့ဒါဂိုးတွေအတီးတီးသွင်းကြပြီးတော့ 5G ဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါ9နေပေါ့လေအက်စတိုမီလာကတော့ကျွန်တော်တို့ပရီးမီးယားလိမာတော့9ထားတယ်ဒါပေမဲ့လို့ချန်ပီယံစ်လိမာတော့သူတို့ဒီအိမ်ဝင်းမှာ PSG ကိုနှစ်ကြော်ပေါင်းပေါ့နော်ကျွန်တော်တို့ဒါအသာကြီးမရယူနိုင်ကြတော့ထွက်ခဲ့ရတယ်ပေါ့ဗျာနျူကာဆယ်ကချန်ပီယံစ်လိဝင်ခွင့်တဲ့တော်တော်လေးကိုအခြေအနေကောင်းနေပါပြီ ဒုတိယမြောက်လက်ရှိဒါအဆင့်3အထိကိုသူတို့ရောက်လာပြီပေါ့နော်အဆင့်3မှာ32ပွဲကစားပြီးတဲ့ချိန်18ပွဲနိုင်ထားတယ်9ပွဲတည်9ပွဲရှုံးဆိုတဲ့ရလက်ကိုသူတို့ရထားပြီးတော့တိုက်စစ်က60နဲ့တကူကြီးရထားတယ်ကန်စစ်ကဂိုး40ပြန်ပေးထားရတယ်။လက်ရှိအာဆင်နယ်နဲ့အဆင့်1ကအာဆင်နယ်နဲ့သူတို့ကြားထဲမှာကျွန်တော်တို့အနေနဲ့ဒီ ယူကာဆယ်ကဘယ်လိုပြောမလဲကျွန်တော်လေးမှတ်လောက်ပဲကျွန်တော်ကွာတော့တယ်ပေါ့နော်ဒါဟာကာဆယ်အတွက်တော့တတော်ကိုကောင်းတဲ့အချိန်ဒီပါယာဒီစမှာတချို့ပွဲတွေထင်တော့အလုံးမဖြစ်ခဲ့ပြီမဲ့လို့ဒီယာဒီမှာ၉ပွဲထိရှုံးပွဲတွေကြုံထားခဲ့ပြီမဲ့လို့၁၈ပွဲဆိုတဲ့ရလက်အနိုင်ရအောင်ပွဲကြီးအတွက်ယူထားပြီးမှဒီနေရာထိသူတို့ပြန်ရောက်လာတာကျွန်တော်အိုပြီးခဲ့တဲ့ပွဲဒီမှာဆိုလို့ချင်းလည်းနျူကာဆယ်ဟာ9ပြက်တင်နေပေါ့နော်9ပွဲတွေကြီးပဲတခြားသူတို့ကစားပြနေတာ အက်စတူမီလာအတွက်တော့အိမ်ဝင်ဖြစ်ပေမဲ့တတော်ကိုခဲခဲရင်ရင်ကံရအောင်မှာနီးပြပြတဲ့ Unai Emery ရဲ့အက်စတူမီလာအတွက်ကတော့ဇန်နဝါရီမှာတကယ်ကောင်းနေပေါ့နော်အပြောင်းရွှေ့အငှားခွန်ယူမှုတွေလှုပ်ထားပြီးမဲ့ Champions League ကနေပြီးတော့ကိုယ့်ထက်ပိုကောင်းတဲ့အသင်းနဲ့တွေ့တဲ့အခါသူထွက်ခဲ့ရပြီဒီနေရာမှာ Champions League ဝင်ခွင့်ကိုသူပြန်ရဖို့လိုတယ်ဆိုတော့အခုလက်ရှိအဆင့်ခွန်မှာကျွန်တော်တို့ရှိနေတယ်ဆိုတော့အဆင့်၅တွင်ဝင်နိုင်ရင်ကို Champions League ကအဆင့်ကြီးကောင်းမယ်ဆိုတော့လက်ရှိမှာအဆင့်၅က Manchester City နဲ့အဆင့်ခွန်က Aston Villa ရဲ့ကြားထဲမှာ တက်မှတ်ပဲကျွန်တော်ကြွားပါတယ်ဒါဟာအဆင့်လေးတွင်းကိုအချိန်မီရွေးဆိုသလိုပြန်ပြီးတော့ဝင်နိုင်တဲ့အခြေအနေမျိုးပေါ့နော်ဒါကြောင့်လက်ရှိ Aston Villa အနေနဲ့ Champions League ဝင်ခွင့်ကိုအားထည့်ပြီးတော့ကစားရတော့မယ်ဆိုတော့ Premier League ကိုကစားရင်းနဲ့ဒါဝင်ခွင့်ရအောင်ပြန်လှုပ်ရတော့မယ် Aston Villa လက်ရှိအဆင့်ခွန်မှာ32ပွဲကစားပြီးတော့15ပွဲနိုင်9ပွဲတည်း10ပွဲရှုံးဆိုတော့ရလိုက်ရတာတယ်တိုက်စစ်က49ခုရပြီမဲ့ခန်းစစ်က46ခုပြီးထားရတယ် Aston Villa ဟာပေးကူတွေတော်တော်ကူများနေပါတယ် လက်ရှိ46ကုဆိုတာမျိုးကသူတို့အနေနဲ့ပေါ့နော်အဆင့်1ကနေသူတို့နေရာအဆင့်9အဆင့်10เนาะကျွန်တော်တို့ဒါအဆင့်9အထိအသင်းကြီးခြားထဲမှာသူတို့ကပေးကူအများဆုံးပဲအက်စတိုမီလာရဲ့ခံစစ်ကတော့လက်ရှိစကားပြောစရာတွေဖြစ်နေတယ်ပေါ့နော်တိုက်စစ်မှာအဲ SNCU တို့လူကစားမတွေရှိရဲပြီးလို့ရှိရင်ကျွန်တော်တို့က market stretch တို့အဆင့်ပြေးနေပြီနောက်ပြီးလို့ရှိရင် Jacob Ramsey တို့ဟလာပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါ Morgan Rogers တို့လူကစားမတွေနောက်ပြီးလို့ရှိရင်အဲကျွန်တော်တိုက်စစ်က Oliver Kings တို့လူကစားမတွေနဲ့အချင်းကြီးကောင်းနေတယ်ဗျဒါပေမဲ့လို့ ခန်စစ်ဟာဂိုးတွေတလုံးလုံးပေးနေရတယ်ဒါတော့မှမာတီနက်စ်လိုဂိုးသမားမျိုးเนาะဒါကြောင့်အက်စတူမီလာအတွက်တော့ဒီပွဲကကျွန်တော်နျူကာဆယ်ကိုလက်ခံကစားမှာဖြစ်တဲ့အတွက်ဘလို့မှလွယ်လွယ်ကူကူရှိမှာမဟုတ်ဘူး physicality တော်တော်လေးတောင်းတဲ့နျူကာဆယ်ပြီးလို့ရှိရင်အမြင်ပေါ်အားကောင်းတဲ့နျူကာဆယ်တိုက်စစ်မှာ၃၆ဂိုးတွေသွင်းနေတဲ့နျူကာဆယ်ကိုခန်စစ်အားနေတဲ့အက်စတူမီလာလုံးဝပေါ့နော်ဂိုးတွေမပေးရဘဲနဲ့တော့မနေပါဘူးဆိုတော့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်သွင်းဂိုးတွေရနိုင်တဲ့ပွဲမျိုးလေးကျွန်တော်ဖြစ်သွားနိုင်တယ်ဆိုတော့ အမ်ရီနေနဲ့ချန်ပီယံစ်လိဝင်ခွင့်တဲ့ပြန်ရုံးပြမလားကျွန်တော်ကြည့်ရမယ်ပေါ့ဗျာဒါမှမဟုတ်ကာဆယ်ကပဲနိုင်ပွဲတွေရသွားမလားပေါ့ညူရိုနေနဲ့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးချစ်ချူပါပြည်ညီကိုများလို့ကိုကျေးဇူးများကြီးတင်ပါတယ်